မူရင်းစာရေးဆရာစာတက်ထူမာဤ no destination စာအုပ်ကိုဖိုတာကဒီပန်းတိုင်းရဲ့လို့မရှိဆိုပြီးတော့မြန်မာပြန်ထားတဲ့အထုပ်ပတ္တိစာအုပ်ဖြစ်ပါတယ်။ဘာသာပြန်သူဤအမှားစကား Resurgent ဟူသောမဂ္ဂဇင်းဖတ်ဖို့သည် Resurgent သည်ဂေဟဗေဒအကြောင်းစိတ်ကူးကွန်မြူခြင်းအကြောင်းမဂ္ဂဇင်းရှူမေကာကောလိပ်ဟူသောကောလိပ်အကြောင်းလည်းကြားဖို့သည်ကောလိပ်သည်အများနှင့်မတူတမှုထူးသောဂေဟဆရာများတဘာဝဆရာများ ်မရည်စည်းကို တွန်းကြတော့အခြားတစ်ဖက်ကကြည်မြင်သူများဤကောလိပ်မဂ္ဂဇင်းအယ်ဒီတာနှင့်ကောလိပ်ကျောင်းအုပ်ကြီးစာတစ်ကူမာဤကိုရိုင်းရေးထုတ်ပတ်တီကိုဖတ်ရသည်မှာ၃-၄နှစ်ရှိပြီစာအုပ်အမည်မှာ no destination အမည်ကစိတ်ဝင်စားစရာကောင်းရဖတ်မိခြင်းခကြီးပန်းနိုင်ရလို့မရှိခကြီးမှာပန်းနိုင်ရလို့မရှိဘူးလားပန်းနိုင်ရအောင်တွားကြရတာပဲဟုတာမန်အားဖြင့်ဆိုကြသည်ခကြီးပန်းနိုင်ဟာဘာလဲ ဘဝတန်တရားတခြင်းနဲ့ကခရီးပန်းနိုင်ကားတို့တည်ခြင်းဖြစ်မှာပဲအထုပ်ပတိရေသူစာတစ်သည်ဂျိမ်းမာတာဝင်ငငယ်နှင့်ဂျိမ်းဖုန်ကြီးဝဲလှဲ့လဲသွားလာနေသောဖုန်ကြီးများနောက်အမေကိုပြည့်၍လောကကိုစွန့်သူ session နှစ်သား၌အစ္စတမနူးစော်သည်ဖြင့်ထိုလမ်းကိုစွန့်သည်ဂန္ဒီဂျီ၏အမျှော်အမြင်ကိုလိုက်ကမြေယာပြုပြင်ရေးလှုပ်ရှားမှုကြီး၌ပါဝင်မြန်သည်ငိန်ချမ်းသောအစ်စ်ဖြစ်သောကဘာကြီးကိုတိဆောက်ရန်တဖန်ဘာထရန်လက်ဆဲ၏နမူနာကိုယူလျက် မိုင်၈000ငင်းချမ်းရေးခရီးကိုခြေချင်လျှောက်ပြန်သည်အိန္ဒိယမှအမေရိကသို့ခရီးငွေတပြားတစ်ချက်မှမပါခဏရများတောင်တန်းများမုန်တိုင်းများနှင့်နှင်းများကိုဖျက်လျက်ဤစွန်သားကန်းကြီး၌ပြင်သစ်မှအဖမ်းခံထောင်ကြကအမေရိက၌တနက်နေ့ခေါင်းကိုတည်ခြင်းခံရသည်ဒါဗီဒ်ငင်းချမ်းရေးလက်ဖက်ကြောက်တထုပ်စီနျူကလ িয়ার နိုင်ငံကြီး၄နိုင်ငံ၏ခေါင်းဆောင်တို့ကလက်ဆောင်ပေးနိုင်ခဲ့သည်သူဒီကြောင်းမနေဘူးသင်လျက် Resurgent Magazine ၏ Editor လုပ်သည် ရှုမေကာကောလိဤအကြောင်းကိုကြည်လို့သည်ထိုဝိသေတာများရှိသောလူတယောက်အကြောင်းနှင့်ထိုစိတ်ကူးစိတ်တမ်းများအကြောင်းသည်စိတ်ဝင်စားစရာဖြစ်မယ်မဟုတ်ဘူးလားဘဝတန်တရားသည်ရှစ်လျားထွေပြမနေမနာတသားတည်းတွားရတာဖြစ်၍ထိုခီးမှာသူ့အတွက်တော့ပါနိုင်မရှိဟုစာရေးသူကဆိုသည်ကျွန်တော်နေနေတော့ခက်ရှိရှိရေးသားတစ်ခုကိုပထမဆုံးဘာသာပြန်ခြင်းဖြစ်သည်အသက်အရွယ်လေးရလာပြီဖြစ်ရာကိုကြိုက်တာလေးတွေအတွက်အချင်းယုံမှပဲဟုသဘောရတဲ့ဖြင့်အားထုတ်ခြင်းဖြစ်သည် အရေးသားမှပထမတော့ခက်လေးလေးနောက်တော့ဆွဲဆောင်သွားသည်ရိုသေသွားဖြင့်မောင်တာ9ဒီဇင်ဘာ2013ခုနှစ်ကိုတာရဲ့ခရီးပန်းနိုင်ရလို့မရှိအမေကျုပ်ကမမွေးခင်သက်ခါသက်ခါအိမ်မက်မက်တဲ့အဲ့ဒီအိမ်မက်ကြီးပဲတဲ့မုတ်စိတ်မွေးနဲ့ပညာရှိအဖိုးကြီးတယောက်နဲ့ကျုပ်အမေဟာစင်ကောင်ရဲ့ကြောပေါ်စီးပြီးတော်တဲ့ကိုသွားကြသည်ဖိုးကြီးရွှေတွေရတနာတွေရှိတဲ့အရက်ကို အမေကိုခေါ်သွားပါမယ်လို့ဂရိပေးတဲ့။အမေကမေးတဲ့။ဘာကြောင့်စင်စည်းရတယ်လဲ။ညင်းစည်းပြီးသွားရင်မြန်မြန်ရောက်မယ်မဟုတ်လားရှင်။ပညာရှိအဖိုးအိုကငါကားလမ်းမသိဘူး။စင်ကသာလမ်းသိတယ်လို့ပြန်ဖြေတဲ့။အမေကမြင်းကစင်ထက်ညံရှိတယ်မဟုတ်လားလို့ညင်းရ။အဖိုးအိုကဒီကိစ္စဟာညံကိစ္စမဟုတ်ဘူး။အမှန်ကိစ္စ။လမ်းမှန်ရောက်ဖို့ကလို့ပြန်ဖြေသည်။ အမိတ်အိမ်မက်ဟာအဖိုးအိုနဲ့သူတို့နှစ်ယောက်ဆင်သီးတာနဲ့ပြီးသွားတာကြီးပဲခရီးပန်းနိုင်ကိုရောက်တဲ့လို့ကိုမရှိဘူးတဲ့ကိုရဲ့ဩဂုတ်1936မနေ့၄နာရီရှယ်ရီဒွန်ကာကာမြို့မှာကျွန်တော်ကိုမွေးသည်အဲ့ဒီလိုမနေ့ချင်းကလောကကိုဖန်ဆင်းတဲ့နတ်ဗြဟ္မာတို့ရဲ့အချိန်ဆိုပဲမနေ့စောစောဆိုတော့လုံးဝတိတ်ဆိတ်ငြိမ်သက်နေတဲ့ငြိမ်းချမ်းနေတဲ့အချိန်ပါမြောင်ကြီးတန်းတွေမြေကြီးကိုထိတယ်လို့ပညာလင်းတန်းတွေကဝိညာဉ်စီကိုရောက်လာတဲ့အချိန် အမေကယွာကဘေးတင်းဆရာ ပုံနာကိုအိမ်မက်ကြောင့်မေးသည်ပုံနာကကျွန်တော်ဟာမပြေဝတဲ့အမေဆန္ဒကို ဖြည့်ဆည်းပေးမယ်ကလေးဒါပေမဲ့ကျွန်တော်မှာရွှေတေရတနာဆိုတာတွေတော့ဘယ်တော့မှရှိမှာမဟုတ်ဘူးကျွန်တော်ဟာခရီးပန်းနိုင်ကိုလည်းဘယ်တော့မှရောက်မှာမဟုတ်ဘူးကျွန်တော်ဖို့ဘဝဆိုတာမပြီးဆုံးတဲ့ခရီးသာဖြစ်တယ်အဲ့ဒါလို့ဟော်ပြီးနောက်ပုံနာကြီးကမိတဲ့ကိုထောပတ်တွေလောင်းသည်ကျွန်တော်ကိုဘိုင်ရဘတ်ဒန်ဆိုတဲ့အမည်ပေးသည် ဒီအမီကတီဝါရဲ့လက်ဆောင်လို့အဓိပ္ပာယ်ရသည်ကျွန်တော်၄နှစ်တာမှအဖေဆုံးမှသည်အဖေနဲ့ပတ်သက်ပြီးသူ့လက်ညိုးကိုဆွဲပြီးလမ်းလျှောက်ကြတာရဲ့အဝိဖြူပတ်ထားတဲ့ခန္ဓာကိုယ်ဟာသပယ်ပန်းနေနဲ့ထတ်တရာပန်းနေကြားထဲမှာအိပ်ပျော်နေသလိုမျက်လုံးမိတ်ထားတဲ့မျက်နာပဲဖော်ထားတာရဲ့ဒီနှစ်ခုပဲမှတ်မိသည်အဖေခန္ဓာကအင်ရှိခွက်လက်ကတက်သားခုံပေါ်မှာလဲလျောင်းနေတာပေါ့အဝေးကဆွေမျိုးတွေလာသည် မိမားတွေကအစင်းရောင်စားတွေဝတ်ပြီးလာသည်အစင်းရောင်စားတွေကဝန်းနေချင်းထိမ့်မတ်ပေါ့ကျွန်တော်တို့အိမ်လမ်းကြားထဲရောက်တာနဲ့သူတို့ကအုံးကိုကြသည်မိကတော့မျက်ရည်ဆက်လက်နဲ့သူ့အခန်းထဲပြန်ဝင်သွား၏မင်္ဂလာဆောင်တော့ကအဖေဆင်ခဲ့တဲ့လက်ဝိကျရနာတွေကိုတစ်ခုပြီးတစ်ခုချွတ်သည် ရွှေလက်ကောက်ဆွဲကြိုးလက်စွပ်ပလဲစိန်နဲ့ငွေတွေနှစ်ဖူးပေါ်ကဆွဲပြနှာခေါင်းကစိန်ခွင်းစိန်နဲ့ဆွဲပလဲစီထားတဲ့ရွှေကပတ် ငွေချေခြင်းနဲ့ခြေချောင်းတွေကငွေကွင်းနေအမေဟာရွှေစားနားနဲ့အဝါရောင်စားတွေကိုရိုးရိုးအစိမ်းရောင်စားတွေနဲ့လဲဝစ်သည်အခန်းတော်မှာငိုပြီးနေသည်ကျွန်တော်ကအမေစီသွားပြီးဘာကြောင့်အဲ့ဒီနားမှာထိုင်းနေသရောအပြင်ဘာကြောင့်မထွက်တာလဲမိဘဆောင်နဲ့ဘာကြောင့်မသွားတာလဲမေးသည်အဖေအလောင်းကိုလူလေးယောက်ပခုံးထမ်းပြီးအတူပါချ၏မြို့ပြမှာမိတဲ့ကြိုးပေါ်ဖြစ်သည်အဖေကိုပေါ်မှာတက်သားနဲ့အုံသီးတွေတင်ပြီးမိရှုတ်သည် ထောပတ်နဲ့ဆက်နှကူးသားအမွေးနှစ်သားတွေ မိတဲ့လောင်းသည်ဘုန်းကြီးကပရိတ်ရွတ်တယ်ထင်းပုံဘေးမှာမိငိမ့်သွားတဲ့အထိကျွန်တော်တို့စောင့်နေကြသည်နောက်နေ့ကျမှပြအိုအကိုကြီးကဘာရနေသည်ကိုယူသွားပြီးဂင်္ဂမြတ်ထဲကျဲသည်ကျွန်တော်ကအမေအရေးလိုအမေသွားလိုက်ရနောက်လိုက်ဤကျွန်တော်ဟာအမေရဲ့အစိတ်အပိုင်းနှစ်နှစ်သားထိအမေကနိုးတိုက်ခဲ့သည် နေ့တိုင်းအမေကကျွန်တော်ကိုနှမ်းသည်နဲ့လိမ့်ပေသည် ကျွန်တော်ကအမေနာမအိတ်သူပကံနယ်ကနှိုက်စားတာအမေကမနဲ့လင်းနာရီထသည် 48မိနစ်တရားထိုင်သည်ဂျိမ်းဘာသာဝင်တွေဟာအဲ့ဒါလိုတရားထိုင်ရသည်ဂျိမ်းဘာသာကကျွန်တော်တို့အယူပါအမေကဝရန္နာမှာတဲနာကြီးတစ်လုံးနဲ့ငိမ့်ငိမ့်တရားထိုင်တဲ့အခါထိုင်ဂျိမ်းပရိတ်ရွတ်တဲ့အခါရွတ်သည်ကျွန်ုပ်ဒီနိုးကြသူတို့အားကိုးကွယ်ပါ၏ထို့ကြောင့်ကျွန်ုပ်၌ရန်သူမရှိဖြစ်ရပါလို၏ကျွန်ုပ်ဒီလွမြောက်သောဝိညာဉ်တို့အားကိုးကွယ်ပါ၏ကျွန်ုပ်ဒီပညာရှိသူဂုရုတို့အားကိုးကွယ်ပါ၏ ျွန်ုပ်သည်တရားကိုပြသူတို့အားကိုးကွယ်ပါ၏ကျွန်ုပ်သည်တရားကိုရှာသူတို့အားကိုးကွယ်ပါ၏အမေကပရိတ်ကိုတရားရှိခြင်းရွတ်သည်တရားထိုင်ပြီးတဲ့အခါအလိုဆန္ဒတွေထိမှုအဋ္ဌံသည်ဤနေ့တွင် ကျမသည်အောက်ပအစားစား12မျိုးမှလွဲ၍အခြားမြေသည့်အစာအိုမှမစားပါထမင်းပဲနီလေဂျုံတရက်သည်ဖရဲသည်တခွားသည်ငရုတ်သည်စရေနွမ်းတို့ထောပတ်စမုံနဲ့တို့ဖြစ်ပါသည် ။ဤနေ့တွင် စမိုင်ထပ်ပို့၍ခီးမသွားပါ။ရှေးရက်ကိုသာလျင် သွားပါမည်။အာယုံတက်မှအမေကဂျုံနေသည်။ဒိန်ကနေထောပတ်လှုပ်သည်။နေထက်ရင်နမနဲ့ကျွဲတွေကနုညစ်သည်။ဒီနောက်တော့နွားចောင်းသားကိုနွားတွေကြောင့်မို့အပ်သည်။ကျွန်တော်တို့မိသားစုကအကြီးကြီးရဲ့အကိုသုံးအမလေးဦးလေးဦးကြီးနဲ့သူတို့ရဲ့သားတွေသူတို့ရဲ့မယားတွေနဲ့မြေးတွေအလုံးအိမ်မနေကြသည်။စုစုပေါင်း40နီးပါးရှိသည်။ မနက်စာကလူတက်ဦးနိုးတဖန်ကွက်ပဲလက်ဖက်ရည်ကော်ပီမရပါစက်တနာရီမှနေလဲသာစားရသည် အမေကစီစဉ်သည်အစာစားတာကတော့ဗိုက်ပြေဖို့ပါပဲစကားပြောဖို့မဟုတ်တော့စားတော့စကားမပြောရပါအမေကသူကိုယ်တိုင်ကတင့်ယုံပဲစားပေမဲ့တူးချင်းအကြိုက်လိုက်ကြွေသည်ကျွန်တော်တို့အားလုံးအတွက်ဒီအမေဟာမိသားစုရဲ့အကြီးအကဲပဲဝမ်ခွဲတွေက သူတို့အမေကိုအမလို့ပဲခေါ်သည် အမေကိုသာအမေလို့ခေါ်သည် ကျွန်တော်တို့ကအသားငါကြက်ဥဘဲဥမစားတဲ့တသက်လွတ်သမားတွေနှစ်ပေါင်း1500လောက်တုန်းကခရီးလှည့်လည်နေတဲ့ဂျင်းဖုံကြီးတွေဟာကျွန်တော်တို့ဘိုးဘေးတွေရဲ့ယွာအော့စ်ကိုရောက်လာတဲ့သူတို့ကအာဟိန်တလို့ခေါ်တဲ့ဘဲတက်ရှိကိုမှထိခိုက်အောင်မလုပ်ရတဲ့တရားကိုဘိုးဘေးတွေကိုတင်ပေးခဲ့တာတဲ့ကျွန်တော်တို့ကရာဇပုတ္တခတ္တရအနယ်တွေခတ္တရတွေကစစ်သားတွေဖြစ်ပြီးအမေသားငါးသားသည်ဘရင်အခွန်ကောက်ရသည်ဂျင်းဖုံကြီးတွေကတတ်တာဖြတ်တာတွေစွန့်အောင်ပြောဟောပြီး တရွာလုံးကိုစင်မတိုက်ချင်တော့တဲ့အသားမစားတဲ့တသက်လွတ်သမားတွေဖြစ်အောင်ပြောင်းလိုက်တာတဲ့ဘရင်ကအော့စ်ဝါလာတွေကိုစစ်တပ်ကနှုတ်ထွက်စေပြီးစစ်သားအမျိုးနွယ်ကနေကုံသွဲအမျိုးနွယ်ပြောင်းဖို့ခွင့်ပြုတဲ့ဘရင်ကကျွန်တော်တို့ဘိုးဘေးတဦးကိုငွေတိုက်ဝင်ခန့်သည်အဲ့ဒီကလေးကကျွန်တော်တို့ဟာစတိယငွေတိုက်စိုးများလို့အမည်ရရောတဲ့ချိန်ပါတာဒလေးအယနေမဝင်ခင်မှာညသာစားရသည်ညသာစားတော့မှနွားခလောက်တန်ကြားရတာကြီး နွားရိုင်းသွင်းချိန်ကျွန်တော်တို့နွားတွေအိမ်ပြန်လာပြီကိုနမနှစ်ကောင်းနဖြူနဲ့နညို့အိမ်ဝင်းထဲကိုဝင်လာရင် ကျွန်တော်ကပြေးပြီးနမတွေနှစ်ကလေးတွေစီမတော်အောင်တားရသည်အဲ့တော့မှအမေကနိုးဘုံတွေပြင်းသည်နှစ်ကလေးတွေကိုနိုးနေနေတော့အဆုတ်ခိုင်းတာပေါ့ပြီးတော့နိုးညစ်သည်နှစ်ကလေးတွေတောက်ဖို့ပုံးထဲမှာနိုးချန်ထားတာကြီးပါ အမေကကျွဲနိုးလဲညစ်သည်ကျွဲနိုးညစ်ရတာခက်ပေတဲ့ကျွဲတကောင်လဲအိမ်မှာအမြဲရှိသည် ကျွဲနုကမှထောပတ်ကောင်းကောင်းရတာကိုအမေနုညစ်နေတော့ကလပ်အုပ်ကိုကျွန်တော်အစာကျွေးရသည်နွားနိုးကိုတော့ပွက်ပွက်စူအောင်ကြိုးတာကြီးအမေကပွက်ပွက်စူတဲ့နွားနိုးမှကျွန်တော်တို့ကိုတိုက်သည်ကျွန်တော်တို့မှမဟုတ်ဘူးတောက်ချင်သူမြည်သူမဆိုတိုက်သည်ကျွဲနိုးကိုတော့စူအောင်တဲ့ပြီးဒိန်လို့သည်အဖေဆုံးပြီကလေးကအမေကရွာလေးကိုလှဲ့လှဲ့သွားလာနေတဲ့ဂျိန်ဖုန်ကြီးတွေကိုပို့ပြီးစီးကတ်သည်ကျွဲတဲ့နွားတွေကိုအိမ်နီးနာချင်းတယောက်နဲ့ထားပြီး အမေနဲ့ကျွန်တော်ဟာကလအုပ်ဆွဲတဲ့လဲပေါ်အိုးခွဲအိပ်ရာတင်ပြီးသူတို့နောက်လိုက်သည်ရတတပတ်ပေါင်းများစွာ ဖုန်ကြီးတွေဟောတဲ့ပုံမြင်တွေနားထောင်ကျန်းကန်တွေဖတ်တရွာပြီးနောက်တရွာသွားကြသည်ချင်းဖုန်ကြီးတွေရဲ့ဘဝကမနေမနာလှုပ်ရှားနေတဲ့ဘဝမြက်ကရည်သည်နဲ့အလားတူသည် အတီတကြနေရရဲ့လို့မရှိကျွန်တော်အသက်16နှစ်ပြည့်တဲ့နှစ်မှာချင်းကူရူကြီးအချရာထူလူစီဟာဟွာဆိုဖို့အတွက်မြို့ကိုရောက်လာပြန်သည် တထင်းနှစ်ယောက်ကနေတရာပေးသည်ခြံဝင်းထဲမှာရက်ဖြင့်တဲတွေထိုးကြသည်လူတွေကအဆုံးမနာခံဖို့ချီးမြှောက်ခံဖို့သူတို့ကြိုကြသည် အမေလည်းကျွန်တော်ကိုဂုရုကြီးကိုကြိုတဲ့စီခေါ်သွားသည်တက္ကန္နရာကိုဖြတ်လာတဲ့ဂုရုကြီးကဝါဖိုင်ဖိုင်ပူတူတူရဲ့ဒါပေမဲ့မျက်နှာက အသားခက်လက်လက်ငြိမ်ငြိမ်ချမ်းချမ်းတည်တည်ငြိမ်ငြိမ်နဲ့နှစ်ဖူးမှအရေးကြောင်သုံးခုရှိပြီးသူ့မျက်ခုံးတွေကထူပြီးနက်သည် နရွက်ရှိရှိကနရုတ်တွေကနရက်တွေလိုပဲဉာဏ်ပညာကြီးမားခြင်းကို ဖော်ပြတဲ့နားမွေးတွေကနှပေါက်နားမှာပေါက်နေသည်လက်မောင်းရှိကြီးတွေကလည်းကြံ့ရည်ဖန်ရည်ရှိတဲ့သူမှမှရှိတဲ့လက်မောင်းမျိုးတွေခြေလန်းကိုမြဲမြဲလှမ်းသည် သူတယောက်တည်းစီးနှင်းလို့ဖြူတဲ့အဝိဝတ်ထားသည်တခြားဖုံးတော်ကြီးတွေမှာတဲတရာပိုးစရာတွေနဲ့သူတယောက်ပဲပါထုတ်ပုံးမှမပါတာခြင်သေးတကောင်လိုလျှောက်လာတာပဲသူကသူ့လက်တွေကိုမြှောက်ပြီးစုပေးသည် ဂုရုကြီးနောက်မှာယဟန်40တိလရှင်60ဥပတ်တကယောက်ျားတွေမိန်းမတွေလည်းပါလာကြသည်လူဝစ်ကြောင့်တွေကကြိုးစိုးတဲ့တခြင်းဆိုကြသည်ဒီနေ့နေဟာရွှေရောင်ပါဂုရုငါတို့မျိုးကို လာပြီအိုးမျိုးသားတို့စုဝေးလောမင်္ဂလာတခြင်းများ ဆိုကြလောငါတို့ယခုတန်တရာပင်လေကြီးကိုဂူနိုင်ပြီဘုန်းကြီးတွေတိလရှင်တွေဟာအောက်ကမြေကြီးကိုပဲကြည်ပြီးတိတ်တိတ်ဆိတ်ဆိတ်ရှောက်သည် ဝေယုံနေနဲ့မို့နတ်သားနတ်သမီးတွေလိုတက်ပဲ့တည်တီးတဲ့ဘုံကြီးတွေ့လို့တင်ညာဖုန်တလုံးလုံးညာကြည့်တဲ့အခါဆရာတော်ကွန်တန်ကိုတွေ့သည် သူကပြုံးပြီးလက်ပြ၏ကျွန်တော်လည်းစိတ်သက်သာရသွားတာပေါ့ရတတပတ်နေနေကြမှာကွန်တန်ကကျွန်တော်ကိုဂုရုထံခေါ်သည်ထုံးစံအတိုင်းတော့ဂုရုကြီးကတရားဟောချင်းမှာပဲလူတွေနဲ့စကားပြောတာပဲတဲ့အဲ့ဒီနေ့ကဂျင်နာတိမ်မွေးတဲ့မျက်လုံးတွေနဲ့ကျွန်တော်ကိုကြည့်သည်ဒါနဲ့ကျွန်တော်ကသူတို့ကကျွန်တော်ဟာအရင်ဘွားကဘုံကြီးဖြစ်ခဲ့တဲ့ဖေဟာဒါကြောင့် ီဘဝမှာလည်းဘုန်းကြီးဝိသင်းတဲ့ဘုရားလို့လျှောက်လိုက်ရည်ဂ ुरु ကြီးကရဟန်းဘဝဆိုတာအလွန်ခက်ခဲတယ်ရှေးတုန်းကအထုံပါခြင်းပါမှာပေါ့သို့တော်ဒီဘဝအထိဆက်ဖို့ဆိုတာကြတော့အားဖို့လည်းစုရတယ်တန်ဋိဌာန်လည်းရှိရတယ်ကွယ်လို့ပြန်ပြောသည်သူ့သကလုံးတွေကကျွန်တော်ခေါင်းထဲမှာမြည်ဟီးသွားသည်ဂ ुरु ကြီးကကျွန်တော်နဲ့ပတ်သက်တယ်လို့ခံစားရသည် သူကနိဗ္ဗာန်ရအောင် ပို့မှာပဲအလင်းရသည်မှာပဲသူ့လက်ဖွားတွေလည်းကျွန်တော်လက်တွေထည့်ထားဖို့တောင်းတမိသည်ကြောင်မသွားတော့ဘူး တခါတလေထမင်းစားဖို့တော့အိမ်မပြန်ပြစ်တော့ဘူးတငယ်ချင်းတွေလည်းလည်းမတွေ့တော့ဘူးညညမှာတဲခန့်နေရတဲ့ရှောက်သွားပြီးဂူရုကြီးထုလူစီအကြောင်းစဉ်းစားသည်လာရောက်မှာတဲတွေကငွေရောင်တောက်နေတာကိုတခါတည်းရံမှာတဲပေါ်မှာအိတ်လိုက်သည်နေခင်းကြတော့ခိုရောက်တီရောက်ရှောက်သွားသည်မျိုးကတော့ငြိမ့်သက်နေတာပဲညောင်ပင်အောက်ကရေရင်းနားမှာဆက်လေးတောက်နေတဲ့ခဝဝတထေးတယောက်စိတ်ကြောင်းသားတွေလည်းသူတို့ရဲ့စိတ်တွေနဲ့တစ်ပင်တွေအောက်မှာ ဈေးထဲမှာတော့မိမကြီးတွေရာသီပေါ်အသီးနှံတွေဝယ်ကြစကားတွေပြောကြဒါပေမဲ့အဲ့ဒါတွေကကျွန်တော်သိမှဝင်သားတော့အမေကထောပတ်ချက်နေသည်ဝရဏဘော်မှာထိုင်းနေတော့သူ့ရှိမှဒင်းငင်အိုးရှိအမေကတစ်သားချပွေးနဲ့ဒင်းငင်အိုးကိုမှု့ကထောပတ်တခြားလူတခြားဖြစ်အောင်လုပ်နေသည် ထောပတ်မှု့တဲ့ကတာယာနာပြောဝယ်ကောင်းဤထောပတ်မှု့တဲ့ကြောင့်ကျွန်တော်လိုးလာကအမေနာတွားထိုင်သည်ကျွန်တော်နဲ့ဂူရူကြီးတွေ့ဆုံသည့်အကြောင်းအမေကိုပြောချင်နေသည်ဒါပေမဲ့ ဂျပတီတစ်ချက်ကရင်ထောပတ်မွေးနေတီကိုသာငေးကြည့်နေမိသည်။နောက်မှထောပတ်ရရင်မဟုတ်လားကျွန်တော်ပေးတော့လေဟုပြောပြစ်သည်။အမေကစောင့်ဦးမရသေးဘူးဟုဖြေတော်လဲတခုခုကိုစိတ်စောနေပုံရတော့ကျွန်တော်အခြေအနေကိုရိပ်မိပုံကြသည်။မကြက်သေးသောထောပတ်နည်းနည်းပေးရင်အမေသားလေဘာကိစ္စရှိနေလို့ရောဟုမေးသည်။ကျွန်တော်ယဟန်ဝှချင်တဲ့အမေဟုကျွန်တော်ဖြေလိုက်ရအမေအလန့်တကြားဖြစ်သွားသည်။တိတ်ဆိတ်သွားပြီးအတော်ကြာမှတအဲ့ဒီစကားပြောမှကို အမေကြောက်နေခဲ့တဲ့သားရဲ့သားတိတ်ငယ်သေးတယ်နောက်တော့မှယဟန်ဝင့်လို့ရပါတယ်ဟုပြောသည်ငိုလဲငိုသည်ဒီနောက်တော့ကျွန်တော်တို့စကားဆက်မပြောပြကြတော့ပုံနာကြီးကဘာကြောင့်ကျွန်တော်ကြောက်မတဲ့တဲ့ဟုအင်ကိုလာမေးသည်ငါနဲ့သားကျွန်တော်ကြောက်ပေါက်တုံးကထားခဲ့တော့အဋ္ဌထံကိုအမေကပြောပြသည်ကြောက်ယောဂါကိုကျွန်တော်တို့အရနိုင်မတာဟုခေါ်သည်ကြောက်ကိုနမိတ်စာတစ်ပါးဟုယူဆကြကတယောက်ယောက်ကြောက်ပေါက်လက်ရင်မာတာဝင်ပူးပြီဟုပြောလေရှိသည်မာတာကိုပူဇော်ရင် နှစ်ဤရတရတတ်မှတ်ကထိုရက်၌ထမင်းဟင်းမချက်ပဲယခင်ရက်ကကြံသောအစများကိုသာစားရသည်သူကိုလည်းပူဇော်ရသည်တခုခုအစင်မပြေ၍မာတာစိတ်ဆိုးသောကြောက်ယောဂအဖြစ်ခန္ဓာထဲသို့ဝင်တဲ့ကျွန်တော်ကြောက်ပေါက်စင်ကတခုခုတော့အကြီးကျယ်မှားပြီဟုအမေကယူဆ၍နေတိုင်းမာတာကိုပူဇော်သည်ငါသားလေးကိုချမ်းသာပေးပါဟုတောင်းပန်သည်အသေးအတန်မကြမ်းမှဖြစ်နေသောသားသိမ့်မာကိုကြောက်၍အမေကမာတာအားဂရိပေးသည်ငါသားအသက်ချမ်းသာပေးပါ သူသာသနာဘောင်ဝင်လို့ကသူမတားပါထို့သို့အဋ္ဌံပြုပြီးကလေးကကျွန်တော်ပြန်လဲကြားမှလာသည်အမေကပြောပြသည် ပုံနာကြီးကမူအမေကိုစိတ်ဆိုးသည်မင်းသားဟာနတ်ပုဇော်ဖို့တိတ်ဆန်တကောင်မဟုတ်ဘူးအင်းလေနောက်တော့မင်းနောက်တားရမှာပါဟုလည်းဆိုသည်ပုံနာကြီးသည်ကျွန်တော်တို့မိသားစုနှင့်အလွန်ရင်းနှီးသည်ထို့တော်သူကဂျိမ်းမဟုတ်ဟိန္ဒူထို့ကြောင့်ဘာသာရေးကိစ္စများ၌အမေကသူ့ကိုအာမထားပါကျွန်တော်ကတော့သူတို့နှစ်ယောက်ညှင်းခုန်နေကြသည်ကို နားသာထောင်းနေလိုက်သည် အမေကတော့အဒိဋ္ဌံကိုဖျက်မိကမာတာပြန်ပူးမိဒီတချီတော့သားတေလိမ့်မည်ကိုယုံနေသည်ဒါယဟန်ဖြစ်သွားမှာကိုကြောက်ပါရဲ့ကွယ်ဒါပေမဲ့အမေကမာတာကိုခရီးပေးမိပြီဒါကြောင့်ဒီကိစ္စကိုအမေဝင်မပတော့သာဘတာပဲဆုံးဖြတ်တော့ပြောသည်အမေကငိုပြန်သည်အမေဆုံးဖြတ်ချက်ကပြီးခဲ့ပြီကိုတဲ့အမေနဲ့မျိုးမိမျိုးဖများကိုခေါ်၍ကျွန်တော်တို့ဂုရုစီသွားကြသည် ကျွန်တော်ကိုယဟန်ဝတ်ပေးဖို့တောင်းဆိုကြရန်ဖြစ်ပါ၏ဂုရုကြီးကမင်းစောင့်သင်ပါသေးတယ်ထပ်ပြီးစဉ်းစားဝင်ကွယ်ယဟန်ဝတ်ပေးရင်တသက်လုံးယဟန်ဝတ်နဲ့နေရတော့မယ်ပြန်ထွက်ဖို့မရှိဘူးကွယ်ဟုဆိုသည်နောက်တစ်ပတ်ကြာတော့ကဂုရုစီကျွန်တော်သွား၏တောင်းဆိုပြန်သည်သူကစောင့်ပါဦးကွယ်ဟုဆိုပြန်သည်ကျိန်ဖန်များစွာတောင်းပန်သည့်နောက်တွင်တော့မင်းယဟန်ဝိချက်နာကိုငါစဉ်းစားပါမကွယ် ကိုနံကိုတော့မင်းကိုတင်ပေးဖို့အပ်ရမယ်မင်းရွယ်ချက်ကိုလည်းစက်ခိုင်းရအောင်မကွဲဟုပြောသည်ရတရပတ်နဲပဲကြာတော့ကွန်တန်ကဂ ुरु အားကျွန်တော်မှာယဟန်ကောင်းဖြစ်နိုင်သည့်အရေးသွေးရှိကြောင်းတင်ပြသည်ကျွန်တော်ကနောက်ဆုံးအချိန်ဖြစ်တောင်းပန်မှုဂ ुरु ထံသွားသည်မုတ်တုံရာသည်နောက်ဆုံးနေ့မှာမင်းကိုယဟန်ဝတ်ပေးမကွဲဟုဂ ुरु ကြီးကပြောတော့သည်ကျွန်တော်ကပြောနေသည်ကျွန်တော်မိသားစုမှာတော့မျက်ရည်တွေနဲ့ယဟန်ခန့်အတွက်အသေးစိတ်စီမံကြသည် ဒေနာပါတီများမုတ်တုံရာသည်ကုန်းသည်အထိလေးဘက်ကြနေတိုင်းလှုပ်သည်တခါတည်းရန်လူတရာခန့်ကျွန်တော်နှင့်အတူထမင်းလာသသည်လူတွေကကျွန်တော်စားလို့ရတောက်လို့ရဝှက်လို့ရမြင်းလို့ရဘာမဆိုကျွန်တော်ကိုပေးကမ်းကြသည်ကျွန်တော်သွားလို့ရသွားရန်မြင်းပြူတကောင်နှင့်မြင်းထိန်တစ်ယောက်ရှိသည်မြင်းထိန်မှာကျွန်တော်တို့ရက်ရွာနိုင်နာမည်ကြီးသူကမြင်းကိုကအောင်လှုပ်တတ်သည်ရွာနီးချုပ်သက်ကရာများသို့သွားရွာလဲကောင်ကွင်းတို့၌ကျွန်တော်ကယဟန်လောင်းဖြစ်ကြောင်း ယဟန်ခန့်တို့အားလုံးတို့ဖိတ်ကြောင်းကြညာသည်ထို့နောက်ကျွန်တော်အမြင်စည်းစေလျက်မြင်းကိုကသည်သည်ပလဲလွယ်စေစိတ်နှကရွှေလက်ကောက်ရွှေလက်စွတ်များကျွန်တော်ဆင်ထားသည် ပိုးနှင့်ဖဲအင်းကြီးဝတ်ထားသည်ခေါင်းမှာပိုးကောင်းပေါင်းခေါင်းပေါင်းကိုယရနာတည်ထားသော အဝိဇ္ဇပတ်ထားသည် အမိတ်ယရနာ၄ဘုံ၃ဘုံ၃ကငွေလက်စွတ်900ရွှေလက်စွတ်100လောက်ရဲ့လက်စွတ်တိုင်းတွင်ကျွန်တော်အမိကိုထွန်းထား၏မိတ်ဆွေများအိမ်ကြီးချင်းများ ဆွေမျိုးများကိုရဟန်းခံအထိမ်းအမှတ်အဖြစ်ကျွန်တော်ပေးသည်ရဟန်းခံရန်အတွက်မိသားစုဝင်များက ခွင့်ပေးဖို့လိုသည်ရဟန်းခံပွဲ၌လည်းသူတို့ရှိရသည်အသက်၉နှစ်သားတယောက်အဖဲကြောင့်ရဟန်းပြုတင်သည်အကိုများနှင့်ယောက်ဖများနားမလဲအကိုအကြီးဆုံးကအမေမှစဉ်းစားဉဏ်ရှိရသေးလားဟုအမေကိုမေးသည်ရောက်ရခတ်နေသောအချိန်တစ်ခုတွင်မာတာကိုဂရီပေးခဲ့ခြင်းသာဖြစ်သည်ဒီလောက်ငငယ်ရွယ်ရွယ်လေးနဲ့ယဟန်ဝိစေမီဟုလည်းပြောခဲ့ခြင်းမဟုတ်၍ ယခုနောက်မကြသေးနှစ်နည်းနည်းကြာအထိရွှေ့နိုင်သေးသည်ဟုပြောသည်အမေမှစိတ်ရှုပ်နေသည်ဒါပေမဲ့ကျွန်တော်လမ်းကိုသူမတားသင့်ဟုသောအချက်တွင်မူတေချာနေသေးသည်ဂူရု၌သူပုံ၍ယုံကြည်ထားသည် ပုံနာဤဒေါသတကြီးပေါက်လာပြန်သည်မျက်လုံးနှီးကြီးကြီးနှင့်နှခမ်းနှင့်ကိုကိုက်လဲလာသည်ကျွန်တော်ကသူ့ကြောင့်အမေစိတ်ပြောင်းမိကိုစိုးရိမ်သည်ထို့ကြောင့်အခန်းအပြင်ဘက်ထွက်ရထိုင်ကအိုးမဟာဝီရကျွန်တော်မိခင်အား ပုံနာနှင့်ရှင်ပြိုင်နိုင်သောအစွမ်းကိုပေးတော်မူပါဤမိစ္ဆာပုံနာကဒုက္ခမပေးနိုင်ပါစေနှင့်ဟုဆုတောင်း၏ပုံနာကြီးအဟိတံကိုကြားနေရသည်အသက်ကြီးတော့စဉ်းစားသိဉ္ဇဉ်နိုင်စွမ်းလည်းမင်းမှမရှိတော့ဘူးထင်တယ်မင်းမမှန်တာလုပ်ခဲ့တာဆိုလို့အရင်ကတခါမှမတွေ့ဘူးအခုတော့မကောင်းဆိုးဝါးတွေများမင်းကိုပူးနေရောသလားဒီကလေးအယူနန်းကလေးကိုဒီလောက်ခက်ခဲတဲ့ဆုံးဖြတ်ချက်ကြားခိုင်းနေတာများ तू ကရံပြစ်ဖို့ဇာတာမပါပါဘူးကွယ်သူ့ဇာတာကိုငါစစ်ပြီးပါပြီ သူ့နှက်ခတ်တယ်ငါသိပါတယ်သူရဟန်းဘဝနဲ့မမြဲနိုင်ပါဘူးဒီကိစ္စကြီးကိုအခုရပ်ပါသူစကားတွေကြောင့်ကျွန်တော်ကြောက်နေသည် မေဘာပြောမလဲတကားမှနားကဲ့ရထောင်သည်အမေကကျမပုံနာကြီးရဲ့အချမ်းချမ်းကိုဘယ်တော့မှမဆန့်ကျင်ခဲ့ပါဒါပေမဲ့ဒီကိစ္စမှာတော့ဂူရုရဲ့စကားကိုသာလိုက်နာမှဖြစ်ပါမည်တာရဲ့ဆန္ဒကိုဂူရုကလက်ခံတော့မလိုက်လျောပဲကျမမနေရဲပါဟုပြောသည်ပုံနာကြီးကခြေကိုစောင့်သည်မင်းဂူရုကတူရူတန်ကြီးပဲ ကိုနှစ်တိုင်ငငယ်လေးကိုရဟန်းပြုတ်ပေးတယ်လို့ကွယ်သေးတာသေးလိုက်ကြငါ့ကိုတော့သတိမပေးဘူးရဲ့လို့အပြစ်မတင်ညာနဲ့ဒေါသတကြီးနဲ့ပြန်ထွက်သွားသည်အမေဆိုင်တန်ကျွန်တော်ကြား၍အမေကိုနှင့်သိမ့်ရန်အခန်းနဲ့ပြန်ဝင်ခဲ့သည်မငိုပါနဲ့အမေရာကျွန်တော်တို့ဂုရုကြီးကကျင်နာတတ်တဲ့သူပါကျွန်တော်ကိုဂရုစိုက်မှာပါကွန်တန်ကကျွန်တော်မှာဘာအခက်ခဲမှရှိမယ်မဟုတ်ဘူးသူရိတ်တာဓာရှာမှာနေနိုင်တယ်သူတရားကိုနားနိုင်တယ်သူကကျွန်တော်ကိုဆူတောင်းပေးမယ်လို့လည်းပြောတယ် အဲ့ဒါလို့ဆိုရင်ကျွန်တော်တို့မိသားစုတစ်ခုစုလုံးလဲသူစုတောင်းကိုရမှာပဲအမေကကျွန်တော်ကိုတင်းတင်းဖက်၍ငါသားရဲ့တန်တရားအမိုင်းမောင်းတဲ့ငါသားလေးကိုအမေဆွဲမတင်မောင်းအမေသဘောတူပါတယ်ဟုပြောသည်ကျွန်တော်ယဟန်ခန့်သည်နေ၌ကျွန်တော်အကိုတယောက်အလုရှိနေ၍မလာနိုင်ဟုတရင်ရသည်ဂုရုကမိသားစုဝင် အားလုံးကသဘောတူညီချက်ကိုပေးရမည်အားလုံးရှိဖို့လိုသည်ဟုမိန့်၏မင်းကိုမလာနိုင်ရင်မင်းကိုငါယဟန်ဝတ်မပေးနိုင်နဲ့ ဒုက္ခပါပဲကျွန်တော်အကိုတော်များကကျွန်တော်ယဟန်ပေါ့မဝင်နိုင်ရညံစင်ညင်ဖြစ်နိုင်သည်အမေကိုပြောင်ပြောင်တင်းတင်းဆက်ကျင်ရန်တော့သူတို့မရဲ့ဒါပေမဲ့ဤနည်းဖြင့်တော့ကျွန်တော်ကိုရတ်တန့်အောင်လုံနိုင်သည်အမေကခြေနဲ့တဆောင်ပို့၍ထိုအကိုဘယ်တော့မှလာနိုင်မလဲဟုမေးစေသည်နှစ်ပတ်အတွင်းဟုခြေနဲ့ပြန်၏ဂုရုကြီးကကျွန်တော်ကနှစ်ပတ်ကြာတွင်မိသားစုဝင်များစုံလင်မည်ဖြစ်ကြောင်းထိုအခါယဟန်ဝတ်ပေးပါမည်အကြောင်းတောင်းပန်ရသည် ယဟန်များသည်မုတ်တုံရာသည်ကုန်ပြီးရင်ပြီးချင်းပြန်လည်ထွက်ခွာရမည်ဖြစ်တော်လဲဂုရုကြီးကစောင့်ပေးမည်ဟုသဘောတူ၏ထိုနေ့တွင် အာယုံမလာမီကျွန်တော်ထသည်ညမများနှင့်အမေသည်ကျွန်တော်တကိုယ်လုံးကိုနှမ်းစီပဲနီကလေးမုတ်နနှွဲမုံတို့ရော၍လိမ့်၏ထို့နောက်ပန်းနှက်ထုံသောရေဖြင့်စေကြော၏ခေါင်းရိပ်၏အလယ်၌သပင်တဖုတ်တော်ချမ်း၏ပွဲနေပဲထိုင်ဝဲပိုးတဲ့များကိုဝတ်ပေးကြ၏နေထွက်ပြီးတနာရီကြာတော့ ယဟန်လောင်လက်မြည်သူများရောက်လာကြလေသည် မြင်း15កောင် ကလောက်အကောင်20ဒီဝိုင်းတဝိုင်းတချင်းတဲ့များနဲ့လူတစ်ထောင်ကျော်ဖြစ်သည် ထွက်ခွာရန်အချိန်ရောက်လေပြီအမေကကျွန်တော်ကိုဖက်ကငိုတော့သည်ငါမှတယောက်တည်းကြံခဲ့ပြီမြည်သူငါနဲ့တူရှိမည်နီကျွန်တော်မြင်းမော်တက်သည်ယဟန်လောင်လှဲ့ဝဲနိုင်အမေကကျွန်တော်နောက်မှလမ်းလျှောက်ရေးလိုက်သည်တစ်မျိုးလုံးလှဲ့၍ကျွန်တော်ရဟန်းခန့်မြေအကြောင်းအားလုံးသိစေသည်ရဟန်းခန့်သို့ကြောက်ဝံမြေအကြောင်းဖိတ်သည် နေထွက်ပြီး၃နာရီကြာတော့မြို့လယ်ကကွင်းပြင်သို့ရောက်သည်။ဥမာယဟန်များတိလားရှင်များချမ်းရံလျက်ဂုရုသည်စင်မြင့်ပေါ်ထိုင်နေသည်။အဖြူရောင်ရိုးရိုးဝတ်စုံကိုသာခြုံထားသည်။ကွင်းပြင်၌ယောက်ျားများကတစ်ဖက်မိန်းမများကတစ်ဖက်မြို့လူလူထောင်ပေါင်းများစွာထိုင်နေကြကုန်သည်။အလဲကောင်းမင်းလန်းကိုကော်စောခင်းထားရာမြင်းမော်ကစင်လျက်စင်မြင့်စီသို့ထိုမင်းလန်းတစ်လျှောက်ကျွန်တော်လျှောက်ခဲ့သည်။ဂုရု၏ခြေစုံကိုကူးခိုက်၍ကျွန်တော်ဒီပညာယူရန်ရောက်လာပါသည်။ ဘဝတည်းရှာရန်ရောက်လာပါသည်နိဗ္ဗာန်ကိုရှာဖွေရန်ရောက်လာပါသည်ကျွန်တော်သည်အစဉ်သင်ဖြစ်ပါပြီကျွန်တော်အားလက်ခံပါရန်တောင်းပန်အပ်ပါသည်အိုးဂုရုကြီးတင်သည်အမောင်ကိုခွင့်၍အလင်းပြမည်လောကျွန်တော်ဤဝိညာဉ်အားတင်သည်တန်ရှင်းစင်ကြယ်စေမည်လောဟုလျှောက်သည်ဂုရုကြီးကဖြစ်ကြသည်ငါသည်လူတို့အားအလင်းတွေးအောင်ကုညင်ရန်အတွက်ဤကဘာဤနေရာ၌ရှိသည် လူတို့အားသူတို့၏ဝိညာဉ်ကိုရှာလျက်လွတ်မြောက်ခြင်းကို တွေ့အောင်ကူညီရန်ငါသည်ဤနေရာ၌ရှိသည် သင်သည်ဤကိစ္စကိုစောင့်ရွက်လိုသောတဲ့အားကူညီရန်ငါသည်ဆင်သင့်ရှိသည်ကလကတခုနောက်ဝင်၍ကျွန်တော်သည်အဝတ်များကိုလဲသည် တခုပြီးနောက်တခုရတနာများအဝတ်များဖက်နှက်များကိုကျွန်တော်ဤမိသားစုကိုပေးသည်သူတို့ကအစာနှင်းရည်တောင်းရရန်အတွက်တစ်သားနှင့်လှုပ်သော ခွက်သုံးခွက်ကျွန်တော်ကိုပေးသည် ျွန်တော်အကိုကအဖြူရောင်ပိုးဝေးရုံတစ်ထည့်ပေးကမ်း၍ကျွန်တော်ဝစ်သည်ဂူရုထံပြန်သွား၍အောက်ပါတိုင်းဆိုသည်ဘယ်ဟာကိုမှကျွန်တော်မပိုင်ဆိုင်အားလုံးကိုကျွန်တော်စွန့်ပယ်ပြီးပါပြီဤလောကီကိုထားခဲ့ရင်ကျွန်တော်အစင်သည့်ဖြစ်ပါပြီတင်းနောက်တို့လိုက်ရင်အစင်သည့်ဖြစ်ပါပြီဂူရုကကြဲလောင်သောအတန်ဖြင့်အောက်ပါတိုင်းကျင်းညာသည်ငါတပည့်တင့်အားငါလက်ခံဤတင်ကျင်းရမည်ပထမဆုံးအကျင့်မှာအဟိန္တာ အကြမ်းဖက်ခြင်းအလင်းကင်းခြင်းဒီတရှိမှန်သည်ဖန်ဆင်းမှုမှန်သည်လေးစားယူသေးလော့လူတဦးတယောက်ကိုမှထုတ်ပြန်တဝအပင်တပင်ရေမီလေအားလုံးကိုဘေးမရှိသေးနဲ့တစ္ဆာကိုကျင့်လော့ခိုးခြင်းကိုမပြုတ်နဲ့လိမ်မှုကိုမပြုတ်နဲ့ငွေကိုမထိနဲ့ငွေကြောင့်စင်းမယ်မစင်းသားနဲ့ဘာကိုမှမပိုင်ဆိုင်သေးနဲ့စင်းစင်းရဲရဲနေအန်ဒီမာနိုက်တင်စိတ် တဲ့နှလုံးတင်းဝင်းညင်တစ္ဆန်နာကိုဂုရုတန်အနေရိုသေလေးမျက်၍နေလေလော့ကျွန်တော်လက်ခံပါသည်ဂုရုကြီးသည်ကျွန်တော်ဆွေမျိုးများအားခေါ်သည်တင်တို့မိသားစုဝင်ဤပုဂ္ဂိုလ်သည် အလင်းနှင့်နိဗ္ဗာန်ရှာဖွေရငါထံလာသည်တေခြင်းနှင့်မွေခြင်းဆက်ဝိုင်းမှလွတ်မြောက်ရငါထံလာသည်ငါတစ်ပည့်အဖြစ်သူ့ကိုငါလက်ခံသည်တင်တို့သဘောတူပါသလားအမေနှင့် ကျွန်တော်မိသားစုကအဖေသည်ကျွန်တော်တို့သူ့အာမပိုက်ဆိုင်တော့ပြီ ဂူရုကဆက်၍ပြောပြန်သည် သူကတင်တို့သားတင်တို့ညီတင်တို့ဆွေမျိုးမဟုတ်ပြီတင်တို့အတိုက်ဝင်းစိတ်ပိုင်းလည်းမဟုတ်ပြီကျွန်တော်အကိုကြီးသည်မိသားစုဝင်အလုံးလက်မဲ့ရေထိုးထားသောသဘောတူညီချက်ကိုဖတ်ကြားသည် ထိုစာဤအဆုံးသတ်မှာ အောက်ပါအတိုင်းရေးထားသည်ကျွန်တော်တို့မိသားစုဝင်တဦးသည်ဘဝအတွက်ကိုရှာဖွေရန်နှင့် ထိုစိတ်ခေါ်မှုကို ရင်ဆိုင်ရန်ဉာဏ်ပညာနှင့်မျှော်မြင်ရှိသည့်အတွက် ကျွန်တော်တို့ကုသိုလ်ထူပါသည် ဂူရုကထိုသဘောတူညီချက်စာရွက်ကိုယူသည်ကျွန်တော်ဒီလေကားများကိုတက်သည်ဂူရု၏ခြေစုံ၌ဥကောင်းကိုတစ်ဖက်ညွတ်ပါသည် သူကလက်တစ်ဖက်နှင့်ကျွန်တော်ဥကောင်းကင်ကအခြားတစ်ဖက်နှင့်ကျွန်တော်ဥရည်ပြားတွင်ကြံကဲသောသပင်ဖုတ်ကိုဆွဲနှုတ်သည်မိလျှံတစ်ခုသည်ကျွန်တော်ခန္ဓာတစ်လျှောက်ဖြတ်သွားပါသည်ဂူရုကမိန်သည်တင့်မှာအတိတ်မရှိတော့ဤလောကီသည်တင်နေမဆိုင်တော့